လို့လဲ Thai food Thai food ရန်ကောင်းတယ်ဒီဆန်းကအရင်ကြိုက်တယ်အရင်ကောင်းတယ်စားတာတဝက်ဝက်လောက်ပဲစား Okay ဒီနေ့တော့အင်္ဂလမာမအေးတက်ဆိုရယ် Burmese entrepreneur တယောက် ਨੇ တမင်းစားပြီးတော့နည်းနည်းပပစီးပွားရေးပတ်စံရေးအကြောင်းတိုင်ပင်ပါတယ်ပတ်စံကြိုက်တယ်ဆိုတော့အေးတက်ကပြောရတယ်လူရီတော်များများက ပက်ဆန်ကြိုက်တယ်ဆိုတာမပြောကြဘူးအဲ့ဒါအခုစိတ်ထဲမှာပက်ဆန်ကြိုက်တယ်ဆိုတာပြောနိုင်တယ်ဆိုတာအသုံးဝင်တယ်လို့ထင်တယ် what do you think အဲဒါတော့လူရပက်ဆန်မဲ့တယ်ဆိုရင်အဲ့ဒါမကောင်းတာတခုဆိုပြီးတော့ပြောကြတယ်မဟုတ်ဘူးလားအမ်မျိုးပေါ့နော်ပက်ဆန်ကြိုက်တာ ਨੇ ဒီအရလေးပြချင်းပစံကြိုက်တာနဲ့ပစံမှတ်တာနဲ့ရမတူဘူးရဲ့။ဘာလို့လဲဆိုတော့လူတိုင်းကပစံကိုကြိုက်တယ်လေဒီလား။ကြိုက်တော့ခါကျတော့ဟိုတမအာစီဝါနဲ့လှုပ်နိုင်လှုပ်ပြီးတော့ရတဲ့ပစံမှန်တယ်များတော့ အကုန်ကြိုက်တင်တယ်အကောင်းတယ်လူတိုင်းကလည်းပတ်စံကြိုက်ရမယ်ကြိုက်တင်တယ်အဲ့ဒါမှလည်းသူတို့က motivation ရှိမှာပေါ့နော်ဘာလို့လဲဆိုတော့ခုနကအကဘာကြီးမှာကလေ90%တော့ problem စီရပတ်စံနဲ့ဖြေရှင်းလို့ရတယ်သိလားဖြေရှင်းလို့ရတယ်အဲ uh, either even 90မဟုတ်ရင်50လောက်ပေးလိုက် illegal တော့မဟုတ်ဘူးပတ်စံနဲ့ဖြည့်ရှင်းလို့ရပြီးတော့လွတ်မြောက်တဲ့လူတွေအများကြီးပဲပြောချင်တဲ့သဘောပေါ့နော်ဒါတော့ဘယ်လိုမျိုးကြီးပါလဲ wrong motivation မဟုတ်ဘူးပြောချင်တဲ့သဘောကပတ်စံဆိုတာလေရှာရမယ်ရှာတဲ့နေလူငယ် လူငယ်ဖြစ်လူကြီးဖြစ်ဖြစ်ပေါ့နော်လူငယ်ဆိုလဲကိုနဲ့တင့်တော်တဲ့ဟာမျိုးပေါ့နော်ဆိုတော့အကုန်လုံးကမျက်စိပွင့်နားပွင့်နဲ့ရှိတင်တာပေါ့ဟုတ်ပတ်စံနဲ့ပတ်သက်ပြီးပတ်စံနဲ့ပတ်သက်ပြီးမျက်စိပွင့်နားပွင့်ရှိတင်တယ်ဆိုတာအယမ်းမှန်ပါတယ်အဲ့တဲ့နဲ့ခုနသမင်းစားနေတော့ကလည်းဒီအကြောင်းနေတိုင်ပင်ခဲ့တာစိတ်ဝင်စားစရာတွေတော်တော်များများထွက်လာပါတယ်အဲ့ဒီသုံးခုပညာရေးစီးပွားရေးကျန်းမာရေးအဲ့ဒီသုံးခုမှာရေးကြီးဆုံးပါ 你们八十八年西瓜叶，哈哈哈哈哈，西瓜叶刚落成。သူတွေကကျမ်းမာရေးတို့လည်းပို့ပြီးစိုက်နိုင်တယ်ပြီးပညာရေးတို့ကလည်းပို့ပြီးအားထုတ်နိုင်တယ်သူစီးပွားရေးတွေကောင်းနေပြီလေအဓိကတော့ပတ်စံပေါ့နော်တိလားပတ်စံကအကုန်လုံးမဝင်နိုင်ဘူးမှန်တယ်ဒါပေမဲ့ majority ကိုလုံနိုင်တယ်ဖန်တီးနိုင်တယ်ပတ်စံက all right ဆိုတော့စီးပွားရေးကောင်းလို့ပတ်စံရှိရင်ဒီဒီဒီအပြည့်အစုံမသွားနိုင်ဘူးဒါပေမဲ့ဒီလာကအတင်းဒီမရောက်တယ်ကိုဒီပြည့်ဒီမရောက်တယ်တိလား ပတ်စံဒီပတ်စံရှိလို့ရှိရင်ဘယ်လိုလဲ knowledge တွေကိုလေမှန်တယ်ပြောရှင်လေအဲ့လေဝယ်လို့ရတယ်ကိုသူများပြောတယ်ပညာရေးရဝယ်လို့မရဘူး knowledge ဝယ်လို့ရတယ်အော်ရမ်းချိုင်ဝယ်လို့ရတယ်ကိုဒါဟုတ်ဟုတ်ဘာလို့ပတ်စံရှိရင်ကိုမသိဘူးမလားကိုသိရတူကိုကတော့ကတော့ငားလို့ရတယ်ပြောရှင်ခရိုင်ရိုင်းခရိုင်ရိုင်းပြောရင်ပေါ့နော် အလေးအလေးဆီယောင်တင်နေကြမလို့ဆီယောင်နေဆီယောင်နေကကိုကိုခုတာပေးမယ်ဒါပေမဲ့အဲ့တုတ်ကကိုကတော့ပတ်စံနေတော့လို့လေပြောချင်တယ်ကွာမရိုင်းချင်ဘူးမပြောတာဒါမှမဟုတ်လုံးဝမရိုင်းဘူးအရန်အတုံးပြောချင်တာဟုတ်အဲ့ဒါအဲ့ဒါပြောချင်တာဒီနေ့ဆိုတကယ်ပဲသူစားအနေနဲ့လုံးဝဘကန်ရော့မသွားဘူးအာပြောတယ်စားလို့စားနေတယ်သိလားအဘလူးဖုတ်ဘလော့ကဖြစ်မလဲသူများလည်းဘလူးဘလော့လည်းမစားတယ်ဘလူးလုံးမှာပတ်စံဝင်ဖို့က စီးပွားရေးကတကူပေးရမှာလူတွေက you know မေမေဖို့လွယ်တာပြီမှာငါငါ business ကဘသူတွေကိုဘာပေးလဲအဲ့ဒါတေချာပြောနိုင်ရင်ပတ်စံမလို့ခြင်းတောင်မှပတ်စံနေအများကြီးဝယ်မှာဟုတ်တယ်ကိုကိုဘာပေးမှာကိုကိုဘာပေးချင်တာလဲဟုတ်တယ်ကွာပါသူတို့ဘာလို့ပေးစင်တာလဲအဲ့ဘောနဟုတ်တယ်အဲ့ရစအဲ့ရပြီးအဲ့ရအဲ့ရပေးနိုင်နေဆိုရင်တကယ်ပတ်စံမလို့ခြင်းတော့မှပတ်စံနေဝင်လာမှာဝင်လာတယ်ဟုတ်တယ် အင်ပေါ့အဲ့ဒါတော့ရှိရမှာလို့ဟုတ်တယ်ဒါကန်လေးနည်းနည်းပါတယ်ကန်လေးလည်းနည်းနည်းပါတယ်ကန်လေးနည်းနည်းကူရတယ်ကန်လေးနဲ့ကူရတယ်ဟောဒီရန်ကြီးတော့လည်းဖြစ်မလားဘောနော်ကန်လေးနည်းနည်းတော့ကူရတယ်အေးဒါပေမဲ့အဲ့ကန်နည်းနည်းရဖို့ကိုကတခုခုလောက်အောင်လုပ်ပြရတာပေါ့အင်ပေါ့ဘာမှမလုပ်ဘဲနဲ့တော့ဖြစ်မလားဘောလေနော်ဒါပေါ့ကဲ starter တော့ပြီးသွားပြီ main course မှာတိုင်မင်းရဲ့ idea ကတော့ပတ်စံရှာတဲ့အဆင့်နှစ်ဆင့်အကြောင်း step 1ရတဲ့လောက်စုနိုင်ရမယ် step 2စုပြီးရှိလာတဲ့ပတ်စံကိုအတုံးချ invest လုပ်နိုင်ရမယ်အကောင်းဆုံးကတော့လေအကောင်းဆုံး idea ကတော့ investment ပေါ့နော်ဒါကတော့လေ investment လုပ်ထားတော့မှပဲအဲ retire မှာ easy နေရမှာပေါ့နော်ဒီလား investment ဆိုတာလေအဓိကကတော့ ဟိုကိုဘယ် invest လုပ်ရမလဲဆိုတာကိုအချိန်ယူပြီးတော့ကြည့်ရမှာပေါ့ပြန်နေလူတွေနဲ့တွေ့သွားမှမဖြစ်မလဲအကုန်လုံးကုန်ပြီဆိုတော့အဲ့တခုရှိတယ်ဆိုတော့ဟိုခိုင်မာတဲ့ company တွေမှာ investment လုပ်ထားတာမျိုးတွေစင်ပြေတယ်နောက်ပြီးတော့ဟိုတေးတေးကြီးကြီးအမြေလေးဝယ်ထားတာမျိုး channel ရင်းလိုက်တာမျိုးပေါ့နော်မြေတွေ channel တွေဒီ real estate business ကဘယ်တော့မှအဲဗာလဲရော့ပြုတ်ပြောက်ပြောက်ွယ်သွားမှာမဟုတ်ဘူးအဲဗာလဲ ။တရင်သဘောကြတာကတော့ရွှေစုလာရရင်သဘောကြတယ်။အမေဟိုတော့ဝက်လက်လုံးလက်စားမှာပေါ့နော်။တုံးတုံးနဲ့စုရတယ်။ခုမှတော့မရှိပါဘူး။ဒါပေမဲ့လည်းအရင်သဘောကြတယ်။အဲ့တော့ချင်းကျွန်တော်ချင်းဆက်စုပြီးတော့ရွှေဝဲရင်ထားချင်တယ်ပေါ့နော်။အဲ့အဲ့လိုမျိုးလည်းလုပ်ချင်တယ်။အစ်စ်နံပါတ်1ကအလုပ်တစ်ခုလုပ်ရမယ်ပြီးတော့ပတ်စံစုရမယ်။အဲ့ပတ်စံစုဖို့အရင်ဒီစားအရင် obvious ဖြစ်တယ်ဒါပေမဲ့ပြောမယ်။ပတ်စံစုဖို့ကအဲ့တော့လွယ်လွယ်လေးဝင်းငွေထွက်ငွေထွက်တဲ့ငွေကဝင်တဲ့ငွေတဲ့နည်းရမယ်။ဘလို့ပဲဖြစ်ဖြစ်တတ်နိုင်တဲ့လောက် ဲ့တော့လူတွေအများကြီးမှားတာဝင်ငွေကဒီလောက် ပြီးထွက်တဲ့ငွေကဒီလောက်အဲ့တော့အဲ့တော့နံပါတ်1ကထွက်တာကဝင်တာထက်နည်းရမယ်โอเคပြီးတော့အဲ့ဒါကိုစုတန်နိုင်တော့စုပြီးတော့အဲ stage number 2ကအဲ့တပြောနေတဲ့ number 2 investing အဲ့တော့ number 2ရောက်ဖို့ဒီပတ်စံအပိုရှိရမယ်ပြီးတော့အဲ့ stage number 2ရောက်ရင် investing ဆိုတာပါလေ investing ဆိုတာပတ်စံကအလုံးလုံးတာအဲ့တော့ကိုယ်ပတ်စံကိုသွားပြီးတော့အလုံးလုံးခိုင်းတာကိုကလုံးစရာမလိုတော့အဲ့တော့ ီအလုတ်လုတ်ခိုင်းဖို့ပတ်စံလို့ရယ်ပတ်စံရှိပြီဆိုရင်ဒီပတ်စံကိုကက်သွားအလုတ်လုတ်တော့ဆိုပြီးတော့ပတ်စံကိုလွှတ်လိုက်ပတ်စံအပြင်ထွက်ပြီးတော့လုတ်လုတ်ပြီးပတ်စံကပြန်ပြီးတော့ပတ်စံထဝင်တာအဲ့ဒါပဲအဲ့တော့အဲ့ဒီအစ်စင်တစ်ခုအဲ့တော့အဲ့ဒါပြောတာအစ်စင်နံပါတ်2ရောက်သွားပြီဆိုရင်အဲ့ဒါပြောတာမြေဝင်ကောင်းမယ် share ဝင် company မှာ share ဝင်ကောင်းမယ်ပြီးတော့ရွှေဝင်ကောင်းမယ်အဲ့ဒါအရင် အဲ့ဒါ obvious ဒါပေမဲ့အရင်ပြောစရာလိုတယ်အရေးကြီးတယ်နောက်တစ်ခုကလေအခု kick ကပေါ့တကဘာလုံးမှာကကျတော့ဟိုပါလေစီးပွားရေးမှာလို့ပြောမယ်ဆိုစီးပွားရေးလည်းကတ်ဆိုင်နေရဆိုတော့ UK မှာအရင်လွန်ခဲ့တဲ့10နှစ်12နှစ်က10နှစ်15နှစ်ကပေါ့နော်တယောက်လို့လို့ရှင်အိမ်ကသမီးသားသမီးနဲ့မိန်းမနဲ့အိမ်မနေပြီးတော့စလို့ရတယ်မလောလောဆယ်ကအဲ့လိုမရတော့ဘူးအမေနဲ့အဖေနဲ့အလုံးနဲ့ရောက်တူလုံနေတောင်မှဒီသားသမီးတယောက်ကိုရှာကြည့်ဖို့ဆိုတာလေလောက်ရတယ်တော်တော်လောက်ရတယ်စတော့ကဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုဘာလဲ အလုပ်တစ်ခုတည်းနဲ့ပဲရက်ပြီးတော့ငါဝင်ငွေအပူဝင်ငွေမရှိဘူးငါဘယ်လိုစုမလဲဆိုအတွေးချက်ကိုကိုကတက်တက်လေးအစတစ်ခုခုလေးငါတစ်ခုအဲ passive income နေနဲ့တစ်ခုလုပ်မယ်တစ်ခုခုငါစလိုက်မယ်ဆိုတော့အဲ့လိုမျိုး idea လေးကိုအမြဲတမ်းမျက်စိဖွင့်တာပို့ပေါ့မလူငယ်တွေအတိတ်ကလူငယ်လူငယ်ဆိုတော့ high ပါတော့လူကြီးလူငယ်တူတူပါပဲမျက်စိဖွင့်တာပြီးတော့ဒါမျိုးလေးလုပ်လို့ရှိရင်ငါအပူဝင်ငွေလေးရလာမယ်ဆိုငါဒီမှာဘယ်လိုဒီနေရာမှာပုံငွေလေးကိုငါဘယ်လိုစုထားလိုက်မယ်ငါဘယ်လိုသုံးလိုက်မယ်ငါဖာလေးဝယ်ထားလိုက်မယ်ဈေးတက်လို့ရှိရင်ငါပြန်ရအောင်အဲ့လိုမျိုးလေးတွေပေါ့နော်ဆိုတော့အဲ့ idea လေးကိုတော့အဲ့လိုမျိုးလို့ကြတော့ဟိုအားပေးတယ် စီဝါရီတက်တိလေးရစားပေါ့နော်ကလေးရောလူကြီးရောလူငယ်ရောလှုပ်နေခြင်းနဲ့အဲ့တခုကဲ now ethernet ဆက်တွေ့ကိုစီစဉ်ထားပါတယ်သူ Facebook page အောင်မြင်တဲ့အကြောင်းပြီးတော့ Facebook အပြင်မှာအလုပ်လုပ်တဲ့အကြောင်းနိုင်ငံခြားမှာ company တွေထောင်တဲ့အကြောင်းနောက်ထပ်ထပ်ပြောဖို့စီစဉ်ထားပါတယ်စိတ်ဝင်စားရင်ပြန်လာကြည့်ပါ